โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂိုရိုဆိုခုပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အကျန်းစားပါเนาะ survivor မှာ solo ကောင်းမယ်အဲ dungeon boss addon လေးကိုကျွန်တော်လာပြီးတော့ review လုပ်ပေးရဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင် let's go guys โอเคကျွန်တော်ခုဆိုရင်တော့ပြင်ကုန်းပေါ်ပြင်အောင်လာပြီးကျွန်တော်ဘာကွာွားလဲဆိုတော့ကျွန်တော်ခုနရှိတာပေါ့เนาะခုနရှိတာရခုရှိတာရတော့မတူတော့ဘူးခုနရှိတာကြတော့မစိုးဘူးစိမ့်စိမ့်ဆူဆူလေးရှိတယ်ပေါ့နော်ဒီကောင်ကတော့နည်းနည်းဝါတယ်ပြီးတော့ဒါ RDX ဘက်ကိုနည်းနည်းသွားတယ်ပေါ့နော်ဒါ low end device တွေမှာသုံးလို့ကောင်းတဲ့ shader ပေါ့နော်အဲ brother ကိုသုံးနေတယ်ဆိုတော့ကျွန်တော် shader နှစ်ခုစလုံးကို description မှာချပေးထားပါမယ်โอเคဒါပထမဦးတော့ကျွန်တော် border တန်းဝင်လာနေရမယ် guide book ပေါ့နော်အဲ့ဒါကျွန်တော်အဲ့ဘာအတွက် guide ပေးရလဲဆိုတော့ boss တွေစက်ပုံးဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ဒီထဲမှာကြည့်ပြီးတော့ share လို့ရတယ်ပြီးရင်ကျွန်တော် boss တွေကိုဆင့်ခေါ်ပြီးချလို့ရတယ်ပေါ့နော်ကျွန်တော် boss တွေဆင့်ခေါ်ပြရမယ်ကျွန်တော်ဒီ video ထဲမှာတော့ကျွန်တော် boss 3កောင်ပဲဆင့်ခေါ်ပြရမယ်ဒါတော့ကျွန်တော်နောက်ဆုံး boss ပေါ့เนาะဒါ king ဘာလဲ relic parking ဆိုလားပဲ bro ရဲ့ကျွန်တော်ရဲ့နာမည်မသိလို့ဟာဒီဟာတော့လုံးဝကျွန်တော်ကျန်းတော်ရံ brother show လာဒီမှာဒန်ဂျွန်ကြီးရပေါ်လာပြီတော့အဲ့ထဲက boss ကိုတတ်ကမှာပြီးရင်သူရှေ့ဓာရတယ်ပေါ့ပြောကျော်ပြီးမှပဲဓာပါပါလေးကျွန်တော်စမ်းပြမယ် okay brother show လိုက်အောင် oh my god လမ်းနဲ့တော့ brother လုံးဝ shader ကောင်းကောင်းလေးနဲ့စောလိုက်လို့ share ပဲဒါနဲ့ brother တို့မှာအမှန်တမ်းပြောရင်ဒီ boss တွေကလက်နက်ပဲရတာပေါ့ ဘိုးရန်အပယ်လို့ပြော regeneration potion လို့ပါတော့အဲ့ဒီဒီနာ skeleton လေးတွေတဲ့အကောင်လေးတန်တယ်ဒါတော့ king boss တွေ Okay တော့နောက်ထပ် boss တကောင်ကိုဆက်ပါတော့နောက်ထပ် boss တကောင်ကတော့ကျွန်တော် dragon boss ပေါ့နော်ဒါကြီးကလုံးဝ share ကြီးကြီးအောင် bro dragon နေတဲ့နန်းတော့ရှိုးလိုက်လုံးဝ dragon ကနန်းဆန်နေတာတော့ရှိုးလို့မရအောင် bro အာ brother right အထက်က monster တွေရော အဲ boss ကိုတက်ပြီးရရင်ဒီ dungeon က brother တို့အပိုင်ဖြစ်တာပါနော် brother တို့ဖြည့်စည်းခြင်းဆက်စည်းနေခြင်းနေလို့ရတယ် brother စောက်เสียရတော့မလို့တော့မိုက်တာပါနော်ပြီးတော့ကျွန်တော်တို့အကြောအမှန်ကန်တည်တည်ချာချာလေးစောက်ပြီးရတယ်သူ dragon show လိုက်သူကတီးလုံးလေးတွေပါပါတယ်မတီးလုံးတွေအရမ်းမိုက်တယ် boss တကောင်နဲ့တကောင်မတူဘူးပါနော်မတူတော့ဘူးတချို့ boss တွေကတော့တူတယ်ပါနော်ဒါပေမဲ့ဒီဘယ်လိုပြောရလဲဒီ dragon boss မှာကျတော့တီးလုံးတစ်မျိုးလေး show bro သူကအဲ့ dragon တန့်သူ့ရဲ့သူ့ရဲ့ skin ရတယ် ူရဲ့ skin ရသူရဲ့ skin နဲ့ armor craft လို့ရတယ်ဘုံဘုံ drone armor ရတယ်လေလေးဘုံပြန်ပြီးရကျွန်တော်ခုနပြရတယ်ဝေကျော်ခုဆိုရင်တော့နောက်ဆုံး boss တကောင်ကိုစင်ခေါ်တော့မှာဖြစ်ပါတယ်ဒါတော့ကျွန်တော် samurai boss ပေါ့နော် samurai boss ကဘလောက်ထိမိုက်လဲဆိုရင်ချိုးလိုက်ပါတယ်သူကဟော fire blade ကိုကင်တာပေါ့နော်သူကဟိုက share ကြီးဟိုစလာရဲ့ကြီး Oh my gosh Oh ဒါဒန်ယုံကြီးကနင်းနင်းနွမ်းနွမ်းဟိုက်တယ်မဟုတ် brother ဖြစ်နေ brother ကိုဥပမာ base base ောက်မယ်ဆိုရင်တော့ base နဲ့ဝူဝီးမှာတော့ပြီး spawn ပေါ့ဒါမှမဟုတ်လေဟိုး level တက်ပြီး spawn အဲ့ဒါမှအဆင်ပြေလိမ့်မယ်မဟုတ်ရင်တော့ brother တို့အဲ့အဲ့ dungeon ကြီးနေရာယူသွားမှာပေါ့နော်အဲ့အဆင်မပြေဘူးပြီးအောက်ကလည်း mob တွေ spawn နေပေါ့နော်အောက်ကမှောင်နေတဲ့အတွက်ကြောင့်ဟိုချက်ချက်ထစ်နေပြီ brother show ကျွန်တော်ထစ်ကုန်ပြီကျွန်တော်ကျွန်တော်အထဲဝင်ကြီးရမယ်ဆိုတော့ကျွန်တော်ဒါ survival တော့ဒီ boss ကအိတ်နေမှာနော်ဒီတော့ survival လုံး survival ဖြစ်သွားမှထလာတော့ကျွန်တော်ခင်ဗျာ ွေဆိုတော့ဒါတွေကိုတစ်ချက်တော့ဆက်ရအောင်ဖြစ်ပါတယ် let's go guys ဒါတော့ကျွန်တော်နန်ချက်ကိုဖြစ်ပါတယ်နန်ချက်ကလုံးဝ brother တို့ရဲ့ဖင်မကုန်းမဲနဲ့ဒီရင်တုံးဖီကြိုက်ဖီတာနဲ့အဲ့လိုလေးစကေးပြရတယ်ဗောနော်အဲ့ဒါ damage ထိပါတယ်နဲတော့နေတယ်အဲ့ brother အမဖင်ကုန်းမချာဘူးသူကပြတ်သွားပြီတခါ show ရတယ်ဗောနော် damage ကြအတကုံပေးအောင်လိုက်ခတ်တာတခုကတော့ brother တို့ damage ပြန်ထိရယ်အဲအဲ့မူဂျူပစ်တာဘာသာလို့ပြန်ထိတယ်ပေါ့နော်အဲ့တို့ကြောင့်ဖြစ်နိုင်ဒီရှီတွေကြောင့်အခုကင်လိုက်ရှီတွေကိုရအောင်လို့လှုပ်စေချင်တယ်ဒါပရမောင်းဆုံး boss မှရ ဒါတော့ water jewel blade ကျင်းတာရှုလိုက်ပထမဦးဆုံးစကီးပြတာလာတယ်မဒီဖင်ကုန်းမျိုး RD 3နဲ့ရှင်ညာတိတ်ကြောမလိုက်ဘူးမရှုတော့မရှုပါဘူးအဲဒါဒါဘာလဲမသိဒါကျတော့နာမည်မသိဘူးကျင်းလာလာရပြီကျင်းကိုပြောက်သွားတယ်ဘူးဘူးကျင်းဒီဘောကပြန်လာတယ် gravity ဆွဲရဘာလဲတက်တက်လောက်လိုက်တယ်ဘိုက်တော့မိုက်တယ်ဘာသူကအရှိရထားရလောက်တော့ကျင်းမမိုက်ဘူးမကြည့်အခုကထားကျင်းနောက်ဆုံး boss ရထားပါတော့ဒီထားကြီးကတကယ်မိုက်တယ် ကျွန်တော်တို့ကအခုဒီဘီယင်းကင်လာရဲ့စွမ်းနဲ့အတူတူပဲကြည်ဘရဒါရှိုးလိုက်ကျွန်တော်ကနည်းနည်းသေးနေတယ်ဟုတ်ပါလားဒီစွမ်းရဲ့အားသာချက်ကကျွန်တော်ပေါင်နေစိတ်ပုံတယ်ကျွန်တော်ပြန်ပြရတဲ့ effect ကတော့ animation နဲ့မိုက်တယ်စပီးပြရတဲ့ machine ပဲပြည့်နေတော့လေးဘိုးဓာိုင်းမြှောက်လိုက်တာပေါ့နော်အဲလိုမြှောက်ပြီးဝေရမ်းလိုက်တဲ့အချိန်မှာအဲ skeleton နှကောင်နဲ့ဤ zombie အကြီးတစ်ကောင်ထွက်လာပြီးတော့အဲကောင်တွေက brother ကိုဝိုင်းချပြီးတယ်နော်တခိုင်းကျရင် zombie ကြီးတယ်တေးွားတော့ပြန်ထားပြီးတော့လိုက်တယ် လိုက်ရိုက်တယ်ဘရာသာတွေပြီးတော့တက်ပြီးပြောင်းသွားတယ်ဆိုတော့ဒါကျော်ဒါကတော့ဒီဓာတ်တော့ကျွန်တော်အကြိုက်ဆုံးတော့ဟို fire blade share ယူဘရာသာယူရှူလာခုနဝေးတယ်ဘရူမကြည့်အရှိရတဲ့ဘီးဘီးဆွဲနေပြီးတော့ RD တုံးလိုက်မယ်ဆိုရင်တော့ဘလုံးဘီးရယ်မီးဝင်ထွက်လာပြီးတော့ဒီနေ့ဗီဒီယိုလောက်ပါပဲနောက်ဗီဒီယိုပြန်ကြည့်ကြပါဘိုင်ဘိုင်ချီယူ